ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒေတာလာဒိမဲ့ channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ညပိုင်းမှာဆိုရင်မြန်မာပရိသတ်တွေနဲ့ Veronica ရဲ့ပွဲကိုကြည့်ရှုခံစားကြရတော့မှာဖြစ်ပါတယ်မြန်မာကုံဆောင်ခရင်လဝိမဲ့ Veronica Time Fighter Junior Fighters နဲ့ရင်ဆိုင်ထိုးသက်သွားရတော့မှာဖြစ်ပါတယ်ဒီပွဲက Veronica အတွက်ဒုတိယမြောက်ဝမ်းချမ်းပင်ရှစ်ပွဲစဉ်ဖြစ်ပါတယ်ပထမပွဲမှာအဖွင့်မလာခဲ့တဲ့ဖရိုနီကာတယောက်ဒီတပွဲမှာတော့အကောင်းဆုံးနိုင်ပွဲရရှိအောင်ဖိုင်နီကစားရမှာဖြစ်ပါတယ် လက်ရှိထိမှာတော့ Veronica အောက်ခြေပေါက်နေပါလေ Veronica ကို Bogey Tiny က2.43နဲ့ခြေဖွင့်လာပြီး Junior Fighters ကိုတော့1.53နဲ့အပေါ်ခြေပေးထားပါလေသူတို့အနေနဲ့တော့ Veronica ကိုရှုံးနိုင်နေများတယ်လို့သတ်မှတ်နေပါလေဒီလိုမျိုးခြေဖွင့်လာတာလေ Junior Fighters ရဲ့1 Championship ပွဲအတွေ့အကြုံရဖြစ်မယ်ထင်ပါတယ် Junior Fedex က1 Championship မှာ9ဘောထုတ်တက်တာပြီးတပွဲမှာရှုံးမွေးမရှိတာတော့အဲ့ဒီအချက်ကို MotiV ဒီလိုမျိုး Veronica ကိုအောက်ခြေပေးလိုက်တာဖြစ်မှာပါ။ဒါတွေကအရင်မကြည့်ပါဘူး။ Veronica နေနဲ့လည်းကောင်းဆုံးလုပ်ပြနိုင်မယ်လို့ယုံကြည်ပါတယ်။ Veronica ရဲ့ပွဲကဒီနေ့ညပိုင်းစင်နိုင်ဝင်းချင်မှာကြီးရနိုင်ကြီးရှိပါတယ်။ကိုမင်းဒီမဲ့ဒုတိယကောင်ပွဲနေရာကနေထိုးသွားရမှာဖြစ်လို့ညစင်နိုင်ဝင်းချင်တီကိုနောက်ကျသွားတာဖြစ်ပါတယ်။ Veronica အနေနဲ့လေဒုတိယမြောက်ပွဲမှာဘယ်လိုလက်ဆွမ်းပြမလဲဆိုတော့စောင့်ကြည့်ရမှာပါ။ ဒီပွဲဟာနိုဘနီကွင်းထဲမှာမြန်မာပရိသတ်တွေနဲ့ထိုင်းပရိသတ်တွေအားပြိုင်ကြမဲ့ပွဲလို့တော့ဆိုရမှာပါဂျူနီယာဖိုက်တာစ်ကလည်းထိုင်းပရိသတ်ဝင်ရအားပေးမှုအတော်များတဲ့ဖိုက်တာတစ်ယောက်ပါဖရိုနီကာကတော့ပြောစရာကောင်းမလိုအောင်မြန်မာပရိသတ်အားလုံးကအားပေးကြတာပါဒါကြောင့်မလို့လွန်ပနီကွင်းကြီးထဲမှာမြန်မာပြည်သက်နဲ့ထိုင်းပြည်သက်တွေအားပြိုင်နေကုန်မြင်တွေ့ကြရအောင်ပါဘလို့အခင်းချင်းတွေဖြစ်လာမလဲဆိုတော့စောင့်ကြည့်ရမှာပါနိုင်ပွဲပုံဖော်နိုင်ပါစီလို့ပဲဆန္ဒပြပါရခင်ဗျာ ဖရိုနီကာအနေနဲ့အကောင်းဆုံးနိုင်ပွဲတစ်ပွဲရရှိပါစေလို့ဆန္ဒပြုပါတယ်။ဖရိုနီကာအတွက်လည်းဒီပွဲကနိုင်ငုံနိုင်မှဖြစ်မှာပါ။နိုင်ပွဲယူပြနိုင်မှသာဝမ်းချမ်းမြေ့စီကိုချက်ထွေမှန်းထားတဲ့မျောလင်းချက်တွေကိုအကောင့်တွေဖော်နိုင်မှာဖြစ်ပါတယ်။ချက်ထွေကဖရိုနီကာကိုအများကြီးမျောလင်းထားတာပါ။ online ဆန်ခဲလို့မှာဖရိုနီကာနဲ့မြန်မာပြည်သက်တွေကိုစက်ထင်းမယ်လို့တော့သူကတွက်ထားတာပါ။ဒါကြောင့်မို့ ချက်ထွေးရဲ့အာယုံဆိုင်မှုတွေအထင်ကြီးနေစားမှုတွေခံရအောင်ဗရိုနီကာနေနဲ့ဒီပွဲကိုနိုင်မွဲပုံဖော်နိုင်မှရပါမယ်။တကယ်လည်းနိုင်မွဲပုံဖော်နိုင်မှစီလို့ပဲဆန္ဒပြုပါတယ်။ဗရိုနီကာရဲ့ပွဲဘလို့အခင်းကြီးရှိလာမလဲဆိုတာလည်းဆက်လက်ဆောင်ကြည့်သွားကြရအောင်ပါ။ပရိသတ်ဒီနေ့နဲ့လည်းဘလို့ထင်မြင်ယူဆမိပါသလဲထင်မြင်ယူစားချက်တွေကိုလည်းဆွေးနွေးပေးခဲ့လို့ရပါတယ်ခင်ဗျာဖာနီကာရဲ့ပွဲပွဲပြီးသွားရင်လည်းပွဲပြီးသုံးသက်ချက်အကြောင်းအရာကိုထပ်မံတင်ဆက်ပေးပါဦးမယ်ခင်ဗျာ ဒီကနေ့အတွက်တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲ။ဒါမင်းနေ့ဒီမှာလေး MMA လောကနဲ့အကစားလောကကနောက်ဆုံးဆင်းရဲစရာကောင်းတဲ့ကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တယ်။ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ပါသေးတယ်။ subscribe လုပ်သွားကြပါဦးခင်ဗျာ။အားလုံးနဲ့တိုင်ပြရှုမဲ့ကောင်းတဲ့ YouTube ကိုပိုင်ဆိုင်နေကြပါစေ။